ားမွေးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီအမ်ဒီအဆိုလာနဲ့ပေါ့နော်အသိလူရတယ်ဒီလက်နေတဲ့မီရောပါတယ်ဒီလိုမီးအိမ်လေးတွေအမ်ဒီပြတ်သွားခဲ့လို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးပြန် ပြီးတော့ပြင်လို့ရမလဲဆိုရင်ဒီလမ်းလေးနဲ့ပတ်သက်ပြီးဒီနေ့ဒီစပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုတော့စုံထီလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုတစ်တိုင်းတည်းအောင်လည်းကျွန်တော် channel လေးကို subscribe နေထားပြီးဖို့လည်းမြင်ရရခံပါနော်ဆိုလို့ရှိရင်တော့စီစဉ်လေးကိုဆက်လိုက်အောင်နော် ဒါကတော့ကျွန်တော်ဒီမှာအဖုံးလေးကိုသူ့ရဲ့အဖုံးလေးကိုဖွင့်လိုက်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီမီးဒီလေးမှာသူကဒီအဲ IC လေးတွေပဲတခါတည်းပေါ့နော်ဒီမီးကပ်ကလေးတွေမှာပဲတခါတည်းတွဲထားတယ်ဒီကျန်တာကဒီဆိုလာကနေလာတဲ့ဂျိုးနှချောင်းပါမယ်ဒီမှာ LED ဒီဘေးอ่ะပေါ့နော်ဓမီးကိုထွက်တဲ့အဲဂျိုးနှချောင်းပါမယ်ဒီမှာဘက်ထရီကိုနှုတ်ငုတ်ပါမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ ဒီဆိုလာမီဒီရေပေါ့နော်ကျတို့ဘက်ထီအားရှိမရှိကိုကျတို့ချက်တိုင်းကြည့်ရမယ်ဒီမှာဆိုလို့ရှိရင်ကျော်ကားဒီမှာဘက်ထီကိုထောက်တိုင်းရခါမှာဆိုလို့ရှိရင်3.7 7ပို့ပေါ့နော်3.7ပို့ရှိသေးတယ်အဲ့ဒီတော့ဒီမီဒီလေးကအဲဒီအားတော့ရှိသေးတယ်ပေါ့နော်ကျတို့ထုံးလို့ပဲမြင်ရတော့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်းရဲ့ပြည့်ချက်ကလေးကိုကျတို့ရှာကြည့်မယ်မယ် ဲ့တော့ရုံစုံနေလဲကျွန်တော်ဒီမှာနှက်လေးလုံးကိုအရင်ဆုံးဖြုတ်လိုက်မယ်ပေါ့နော်ဒါကတော့မီကတ်လေးရဲ့နှက်ကလေးတွေပဲဖြစ်ပါတယ်အပြီးသွားရင်တော့ကျွန်တော်တို့ဘက်ထရီရဲ့ဒီ င်ဝိုင်ယာနှစ်ခုပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်တို့ဖြုတ်လိုက်မယ်ဒါကတော့ဘက်ထရီပေါ့နော်ဒါပြီးသွားရင်တော့ကျွန်တော်ဒီဘက်မှာဒီမီမီဒီရဲ့ဝိုင်ယာနှစ်ဆရဲ့ကျွန်တော်တို့ဆိုလာဝိုင်ယာနှစ်ဆရဲ့ကိုကျွန်တော်ဖြုတ်လိုက်မယ်ပေါ့နော် ကယ်လို့အသွင်းနဲ့အပိုင်းကဒီ IC ပြတ်တယ်ဆိုလို့ရှိရင်တော့ဒီအသွင်းကောင်းလေးရဲ့ဘေးနား IC ပေါ့နော်အကောင်က TB 456 module ထဲမှာပါတယ်ဒီ IC လေးပေါ့နော်အဲအကောင်လေးဆိုရင်တော့လဲလို့အလွယ်တကူရတယ်ပေါ့နော်ဝယ်လို့လည်းရပါတယ်ဒီဘက်က IC လေးဒီ control ပေါ့နော်မီးကို control လုပ်တဲ့ IC လေးဆိုလို့ရှိရင်တော့ကျွန်တော်ဝယ်လို့အလွယ်တကူမရနိုင်ရင်ကျွန်တော်ဒီနီလန်လေးကအဆင်ပြေနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်မီးကအဟောင်းထဲမှာပါတယ်အဲဒီကတ်ကလေးပေါ့နော် ော်အဓိကလေးကတော့ကျွန်တော်တို့ MIDI အဟောင်းနေပေါ့နော်ဒီလိုမျိုးဒီ control လောက်ပြီးတော့ solar MIDI တွေမှာပါတယ်ကတ်ကလေးပေါ့နော်ဒီကောင်လေးကိုပြန်ပြီးတော့တုံလို့ရပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့ဒီကတ်ထဲမှာပါတဲ့ဝါယာစာလေးတွေကိုကျွန်တော်တို့အရင်ဆုံးဖြုတ်လိုက်မယ်ပေါ့နော်။ ဒါဆိုရင်တော့ဒီကန်ကလေးကိုကျတို့ဝိုင်ယာလေးတွေဖြုတ်ပြီးသွားပြီပေါ့နော်။အဲပြီးသားပြီဆိုရင်တော့ဒီမှာသူ့ရဲ့အာသွင်းကောင်းလို့ခလုတ်လို့နော်ဒီဘက်ကအာသွင်း ICU ကိုကျတို့ဖြုတ်လိုက်မယ်။ဘာလို့လဲဆိုတော့ဒီအာသွင်း ICU ကဒီ ambient နေတဲ့အတွက်ကျတို့ဒီဘက်ထရီ၃လုံး ambient များတဲ့ဒီအဲဒီ circuit မှာပြန်ပြီးသုံးမယ်ဆိုလို့ရှိရင်အဆင်မပြေနိုင်ဘူးပေါ့နော်အဲတော့ကျွန်တော်တို့ TB 4056 module တီးတန်အဲပတ်သက်ထည့်မယ်ပေါ့နော်ဘေးရနေအဲ့အတွက် AIC လေးနဲ့ကျန်တဲ့ ဒီအသင်းကောင်းတွေ USB ဒီအပေါက်တွေကိုကျွန်တော်ခလုတ်တွေပေါ့နော်ကျွန်တော်ဖြုတ်ပြေးဖြုတ်ပြေးလိုက်ရမယ်ဟောနော်ကျွန်တော်အကုန်လုံးကို ဖြုတ်ပလိုက်ပြီဟောနော်ဒါက resistor ဘာလို့မဖြုတ်လေးရတယ်ဒီ resistor လေးကတော့ကျွန်တော်တို့မှာအလွယ်တကူဖြုတ်လိုက်တယ်ဒီကောင်ရတဲ့အတွက်မှတော့ခလုတ်ရှိမယ်ပြီးရင်ဒီဘက်ကဒီအသင်းနဲ့ပေါက်ရှိမယ်ပြီးရင်ဟိုဘက်က USB ပေါက်ရှိမယ်ဟောနော် ော့ကျွန်တော်တို့ခလုတ်ကလေးမှဆိုရှင်လည်းပင်၄ခုပါတယ်ဗောနော်အဲ့၄ခုကိုကျွန်တော်တို့အကုန်လုံးနဲ့လွတ်နေဖို့လိုအပ်တယ်ဗောနော်သူဆက်သွဲမှုပဲရှိနေဖို့လိုအပ်တယ်ဒီဘက်ကကောင်းတဲ့လာဆက်ထားတယ်ဖြစ်တယ်လို့အကောင်ကျော်ဒီမှာအဲလွတ်သွားအောင်လို့ကျွန်တော်ဒီမှာဂလိုက်ဒါလေးနဲ့ပုတ်ထားတာဖြစ်တယ်နော်အဲတော့ဒီမှာဆိုလို့ရှိရင် LED plus နဲ့ဒီ W ဆိုတဲ့နေရာလေးရှိရပေါ့နော်အဲ့နေရာလေးနဲ့က LED LED ဆက်ကမယ့်နေရာလေးတွေဖြစ်တယ်ပေါ့နော် အဲ့တော့ဒီမှာအပြီးသွားရင်တော့ဒီမှာကျွန်တော်တို့ဒီ TV 456ကက်ကလေးရှိမှာပေါ့နော်အဲ့တော့ဒီ LED plus ဆိုတဲ့နေရာလေးနဲ့ကျွန်တော် W ဆိုတဲ့နေရာလေးပေါ့နော်ဒါကတော့လှုပ်ဆဲမဲ့နေရာလေးပဲဖြစ်တယ်အဲ့နေရာလေးကိုကျွန်တော်တို့ဝိုင်ယာနှစ်ခုဆက်မယ်ပေါ့နော်ဒီ LED plus နေရာမှာကတော့ဒီအပေါင်းဝိုင်ယာလေးကိုဆက်ပြီးတော့ကျွန်တော်တို့ W ဆိုတဲ့နေရာလေးမှာကတော့ကျွန်တော်တို့အနှုတ်ကိုဆက်ပေးရမယ်ပေါ့နော် လာပြီးသားရင်တော့မိကတ်မှာပေါ့နော်ဒီခေါ်တော့လာတွဲရမယ်တွဲတဲ့ခါမှာဆိုလို့ရှိရင်သူ့ရဲ့ဘက်ထရီအပေါင်းနေရာမှာပေါ့နော်အရင်ကဘက်ထရီအပေါင်းတက်ခဲ့နေရာမှာကျတို့ LED အပေါင်းကိုထားမယ်ပြီးရင်ဘက်ထရီအနှုတ်တက်ခဲ့တဲ့နေရာမှာကတော့ကျတို့ LED minus ကိုမထားဘူးကျတို့ဒီ LED ရဲ့ဘောနော် minus line ပါတယ်ဘောနော် LED မှာတင်ကီတာလေးပါတယ်အဲ့တင်ကီတာမှာအပေါင်းနဲ့ဆက်ထားတဲ့နေရာလေးကိုကျတို့ဆက်ပေးရမယ်ဘောနော်အနှုတ်နဲ့ဆက်ထားတဲ့နေရာလေးကိုကျတို့ဆက်ပေးရမယ်ဘောနော် ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်ရပြီပေါ့နော်ဒီကအဲ့နေရာလေးမှာတကယ်လို့ဆက်ဖို့အတွက်ဒီဟိုဟာမရှိဘူးဆိုလို့ရှိရင်တော့သူ့ရဲ့အပေါ်ကအုပ်ထားတဲ့အကောင်လေးကိုကျွန်တော်တို့ဒါလေးနဲ့ချစ်ပြီးတော့ခွာပေးရမှာပေါ့နော်အာဘီဒိုင်းတော့ကျွန်တော်တို့ဒီ circuit မှာပဲကျွန်တော်တို့ b+ ဆိုတဲ့နေရာလေးရယ် b- ဆိုတဲ့နေရာလေးကိုဆက်ပေးရမယ်။အရင်ဆုံးဒီမှာကျွန်တော် battery plug ပေါ့နော်ဒီနေရာလေးကိုဆက်တယ်။ ကမ်းပြီးသားရင်ဒီမှာဘက်ထရီမိုင်းနေဆိုတဲ့နေရာလေးကိုလာဆက်ပေးမယ်အဲပြီးသားရင်ကျွန်တော်တို့ခလုတ်ကလေးနဲ့တစ်ချက်ဆန်းကြည့်မယ်ပေါ့နော် ခလုတ်ကပင်လေးတစ်ခုနဲ့ထောက်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်အဲ3စင်ပေါ့နော် control လုပ်လို့ရတယ်၄စင်မြောက်ကကျွန်တော်တို့ဒီအဲဒီကောင်ကဟို flat flat ဖြစ်တဲ့အတွက်ဒီကောင်ကိုကျွန်တော်မထည့်ထားဘူးပေါ့နော်3စင်မြောက်ကလေးဒီပဲထားတယ်မှန်ပါတော့ဒီ IC လေးနဲ့ဒီမှာပေါ့နော် ဒီ IC လေးကတော့ကောင်းသေးတဲ့အတွက်အဲကျွန်တော်တို့အဲ IC လေးကိုအတိုင်းထားမယ်။ဒါပြီးသွားရင်တော့ကျွန်တော် TP 456ဒီအသင်းကက်ကလေးနဲ့ဘက်ထရီကိုတိုင်ရိုက်ဆက်ပေးမယ်ပေါ့နော်။ဒါကတော့ B black B mine နဲ့ပါတဲ့အတွက်အလယ်တကူကြည်လို့ရတယ်ပေါ့နော်။အဲအဲ့နေရာလေးကပဲကျွန်တော်တို့ဆက်ပေးမယ်။ဒါတော့ဒီဘက်ထရီကိုအပြင်သွင်းဖို့အတွက်ပေါ့နော်သူ IC ကမကောင်းတော့တဲ့အတွက်ဒီအားနေတဲ့အတွက်ပေါ့နော်ဒီကောင်းကိုတော့မသုံးတော့ဘူးအဲပြီးသွားရင်တော့ဒီမှာအဲဒီ ီမီကတ်မှာပါတယ်ဗောနော်ကျတို့ဒီ solar plus ဆိုတဲ့နေရာလေးရှိတယ်အဲ့နေရာလေးကနေအပေါင်းဝါယာတစ်စားကိုတက်မယ်ဒီပြီးသွားရင်ကျတို့ဒီတိုက်စီခေါင်းလေးဗောနော်တိုက်စီခေါင်းရဲ့အဲဒီအထိုင်လေးဗောနော် body ကသူ့ရဲ့ body ကအနှုတ်ဖြစ်တဲ့အတွက်ကျတို့ body ကိုအနှုတ်ကလေးတက်ပေးရမယ်ဗောနော်ဒါကတော့အနှုတ်ဝါယာတက်မယ်လာပြီးသွားရင်တော့ကျတို့ဒီ DB 456ရဲ့ထိတ်မှာပါတယ်ဗောနော်ဒီ5 boot input နေရာလေးမှာကျွန်တော်တို့ဆက်ပြရမယ်အဲ့တော့ဒီထိတ်မှာဆိုလို့ရှိရင် minus k plus k ဆိုပြီးပြထားတယ်ဗောနော်ဒါကတော့ကျွန်တော်တို့ဒီ android ခေါင်းလေးကိုမသုံးကျင်တဲ့အတွက်ကျွန်တော်တို့ဒီအဲဒီလိုမျိုးလေးဆက်တာဗောနော်သူ original mic ကမှာပါတယ်တိုက်စီခေါင်းနဲ့ပဲကျတို့ဒီကောင်ကိုအသွင်းမယ်ပေါ့နော် အဲ့တော့ဒီမှာဆိုလို့ရှိရင် plus လေးကိုထပ်ပေးမယ်ပေါ့နော်ဒါကတော့ input wire နှစ်စာပဲဖြစ်ပါတယ်အဲ့ပြီးတော့ရင်တော့ကျတို့ solar wire နှစ်စာကိုတက်မယ်ပေါ့နော် solar wire နှစ်စာကိုလည်းကျတို့မီကတ်မှာပါတဲ့နေရာမှာမတက်တော့ဘူးကျတို့ဒီအဲဒီအသွင်ကောင်းကဲကျတို့ db 456ရဲ့ဒီထိတ်မှာပါတဲ့ minus ကဲ plug ခဲ့တဲ့နေရာလေးမှာပဲကျတို့လာပြီးတော့တက်ပေးမယ်ပေါ့နော် ဒီမှာကတော့တိုက်စီကောင်းတဲ့စက်တဲ့အတိုင်းလေးပဲကျွန်တော်တို့အပေါင်းရဲ့အနှုတ်ရဲ့ကိုတက်ပေးရမယ်ပေါ့နော်အာမီဒာဘီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခလုတ်ကနေကျွန်တော်တို့ခလုတ်ကနေဝယ်ရနှစ်စထုတ်မယ်ပေါ့နော်ကျွန်တော်တို့အနှုတ်စာရဲ့အပေါင်းစာရဲ့ထုတ်ပေးမယ် အပြီးတော့ရင်တော့အေးရနေထွက်လာတဲ့ဝါယာနဲ့စကိုကျွန်တော်တို့ခတ်ပြီးတော့ကျွန်တော်တို့တစ်ချက်စမ်းကြည့်မယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်မီ30အဲလောက်လို့ရတယ်အဲဒီတော့ကျွန်တော်တို့ ဒီသူ့ရဲ့ original makeup မှာပါတဲ့ဒီခလုတ်ကလေးကိုပဲတုံးမယ်ပေါ့နော်အဲ့ခလုတ်ကလေးမှာဆိုလို့ရှိရင်လည်းဘေးမှာ wire ဆက်သွယ်ချက်တွေပါတဲ့အတွက်သူ့ဘေးလေးကိုအဲဒီအဲဒီကြီးကြီးအဆင့်ထိကွာအောင်လို့ကျွန်တော် glider လေးနဲ့ပုတ်ပေးရမယ်ပေါ့နော်သူ့ original line တွေကိုကျွန်တော်ဖြတ်တောက်ပေးရမယ်ဖြတ်ပြီးတော့မှဒီခလုတ်တီးတံကိုပဲကျွန်တော်တုံးမှာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ခလုတ်ကအဲဒီပင်တစ်ခုကိုကျွန်တော်လာပြီးတော့ဆက်ပေးရမယ်ပေါ့နော် အပေါင်းနဲ့ခုနကတော့ကျွန်တော်တို့ဒီအောက်ကမိကမှာပါတယ်ဒီခလုံးနေရလေးရနေဒီဘက်ကိုဝယ်ရနစားထုတ်ပြီးတော့ဒီခလုံးမှလာဆက်ပေးတာပေါ့နော်သူ့ original ခလုံးကိုကျွန်တော်တို့ဖြုတ်ထားမယ်နော်နော်မိကမှာပါတယ်ခလုံးနေဆိုရင်အလုံးလုံးသွားပြီပေါ့နော်မှ30 ठी ကျွန်တော်တို့ console လုပ်လို့ရတယ်ဗောနော် တက်ပြီးသားရင်တော့ကျွန်တော်တို့ဒီ LED မီးအတွက်ပေါ့နော်ဒီဘေးမှာဓမီလေးတူကပါတဲ့အတွက်အဲ့ဓမီလေးအတွက်ပါကျွန်တော်တို့ခလုတ်သီးတန်တစ်ခုထုတ်ပေးရမယ်ပေါ့နော်မှာပေါ့နော်ဒီဓမီလေးပဲဖြစ်ပါတယ်အဲ့တော့အဲ့ဓမီလေးရဲ့အပေါ်နားလေးပေါ့နော်ဒီဘက်သူ့ရဲ့ပလက်လန်လိုက်မယ်ဆိုရင်တော့ကျတို့အောင်နားလေးမှာကျတို့ခလုတ်ထည့်ဖို့အတွက်နေရာလေးအထိုင်လေးလုပ်ရမယ်အဲ့ဒီအတွက်ကျတို့ဒီမှာအဲဒီ ်ခဲကောက်လေးနေပေါ့နော်လိုက်ပြီးတော့အပေါက်ကလေးအနေထားလေးရအောင်ကျွန်တော်တို့ဖောက်လိုက်မယ်ဒါတော့မိခလုတ်တက်ဖို့ပဲဖြစ်ပါတယ်။သူ့ origin တွေကတော့တုံးလို့အဆင်မပြေတော့ဘူးကောနော်။ဒါပြီးတော့ရင်တော့ကျွန်တော်တို့ဒီ TP လေးတော့56ရဲ့ output minus ဆိုတဲ့နေရာရဲ့ output plus ဆိုတဲ့နေရာလေးရဲ့ကိုကျွန်တော် ဝိုင်ယာလေးလာဆက်ပေးမှာပေါ့နော် LED ခုနကတော့ဓာမီလေးရဲ့အဲအနှုတ်ဝိုင်ယာကိုတော့အဲဒီအောက်ပေါ် minus ရဲ့နေရာလေးမှာဆက်မယ်ပေါ့နော်အပောင်းဝိုင်ယာလေးကိုတော့ကျွန်တော်တို့ဒီခလုတ်အပေါက်ကလေးတွေကနေထုတ်ထားပြီးတော့ကျွန်တော်တို့ခလုတ်ကလေးကနေမှ distinct ဒီအောက်ပေါ် plus ရဲ့နေရာလေးကိုလာဆက်မယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးအနေနဲ့ခလုတ်ကဒီအလဲမှာရှိရဲ့ပင်တစ်ခုကိုကျွန်တော်တို့ဆက်လိုက်မယ် ဒီအပ်ပြီးသားရင်တော့ TP4056 module ရဲ့ output plus ဆိုတဲ့နေရာလေးကနေကျွန်တော် wire တစ်စားထုတ်မယ်ဒီကောင်လေးကတော့ကျွန်တော်ဒီမှာအမဲအောင်လေးတုံးထားတယ်ပေါ့နော်ဒီကောင်ကတော့အမတ်ဒီကဟိုအနီအောင်တုံးတင်တယ်ပေါ့နော်အဲ့ဒါပြီးသားရင်တော့ဒီမှာကျွန်တော်တို့အဲဒီအခလုတ်ကလေးမှာရှိတဲ့ပင်တစ်ခုနောက်တစ်ခုကိုလာပြီးတော့ဆက်ပေးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီခလုတ်ကလေးဖွင့်လိုက်တာနဲ့ကျွန်တော်တို့ဓမီလေးကအလုပ်လုပ်သွားပြန်ပေါ့နော်မဟာဓမီလင်းသွားပါပြီမှန်နော်ဒါကဓမီအတွက်ပဲဖြစ်ပါတယ် ဒါဆိုရင်တော့သူ့ရဲ့ original midi အတိုင်းပြန်ပြီးတော့အမ်တုံးလို့ရပြီပေါ့နော်ပေးမှတ်ပါတယ် RGB midi လေးတွေကိုတော့ကျွန်တော်တို့ပြန်ပြီးတော့တုံးလို့ရမှာမဟုတ်ပါဘူးအပြီးသားရင်တော့ဒီ battery လေးကိုကျွန်တော်တို့သူ့ရဲ့အထိုင်လေးအတိုင်းပဲပြန်ပြီးတော့ထည့်မယ်ပေါ့နော်အပြီးသားရင်တော့ဒီ ကျန်တဲ့ပစ္စည်းလေးတွေကိုလည်းအနေရာတကြားဖြစ်အောင်ကျွန်တော်လိုက်ထည့်ပြီးတော့ဒီမီဒီလေးကိုပြန်ပြီးတော့တက်လို့ရပါပြီနော်မှာဆိုလို့ရှိရင်လည်းကျွန်တော်အကုန်လုံးကိုထည့်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်အဲကျွန်တော်ခလုတ်ကလေးကိုဖွင့်ပိတ်ပြီးတော့တုံးကြည့်ရပါဘောနော်အဆင်ပြေပါတယ်မမနော် ဥဖွင့်ပေးလဲလုပ်လို့ရတယ်အဲ့တော့ဒီကောင်ကအဆင်ပြေတယ်ဖြစ်ပေမဲ့လို့ကျွန်တော်တို့ဒီအားသွင်းတဲ့အခါမှာဆိုလို့ရှိရင်ကျော်ကဒီ TB 4056ကက်ကလေးကိုအဲဒီမီးပြားလေးရဲ့အောက်မှာထားလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အားသွင်းတဲ့အခါမှာမီးအောင်ကိုအားဝင်မဝင်ပေါ့နော်မမြင်ရတာဖြစ်တဲ့အတွက်အဲကောင်လေးကိုကျွန်တော်အပေါ်ကိုခုနကအတိုင်းပဲဆက်ပြီးတော့အပေါ်လေးကိုရွှေ့လိုက်မှာပေါ့နော်ဒါမီးကက်ကလေးရဲ့ကျွန်တော်အပေါ်လေးကိုထုတ်လိုက်မှာဖြစ်ပါတယ် ဲ့ဒီတော့ကျွန်တော်တို့မီမီကက်ကလေးရဲ့ဝိုင်ယာဆက်သွယ်ကြရပေါ့နော် TV လေးတော့56မှာပါတယ်ဝိုင်ယာလေးတွေကိုကျွန်တော်ဒီအလဲအပေါက်ကလေးတွေကနေထုတ်ပြီးတော့ဒီကောင်လေးကိုဆက်ကူလေးတွေဆွဲလိုက်မယ်ပေါ့နော် အမီသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာ TV 456ကက်ကလေးမှာကျွန်တော်တို့တခါတယ်ဒီဝိုင်ယာလေးတွေကိုလိုက်တွဲလိုက်တယ်ပေါ့နော်ဒါတွဲပြပြီးရဖြစ်တဲ့အတွက်ကျွန်တော်ထပ်ပြီးတော့ပြန်ပြီးတော့မတွဲပြတော့ပါဘူးနော်ဒီအပေါ်လေးမှာပဲတင်လိုက်တာဖြစ်ပါတယ်အောက်ထဲမှာကကျွန်တော်ဒီအာသွင်းရင်မီမလင်းတာဖြစ်တဲ့အတွက်မမြင်ရတာဖြစ်တဲ့အတွက်ဒီအပေါ်လေးကိုရှူလိုက်ကြပဲဖြစ်ပါတယ်နော် ဒါပြီးဆိုရင်နော်ဒီကက်ကလေးကိုကျွန်တော်တို့ဒီ file to call လေးနဲ့ဗောနော် live ပြီးတော့နည်းနည်းလေးကတ်ထားလိုက်မယ်ဒါမှဒီကက်ကလေးကဒီရွေးရှားမှုမဖြစ်အောင်လို့ဗောနော်မနော်ဒါဆိုလို့ရှိရင်အကုန်လုံးအဆင်ပြေသွားပြီအဲ့ဒီတော့ကျွန်တော်တို့သူ့ရဲ့အပေါ်ဖုန်းလေးကိုဖုန်းလိုက်တာနဲ့ရပါပြီဗောနော် အဲ့တော့ဒီကောင်ရဲ့ဓမီလေးကိုကျွန်တော်စမ်းကြည့်မယ်ဓမီလေးနဲ့အဆင်ပြေတယ်ပေါ့နော်သူ့ရဲ့ကျွန်တော် channel မိကက်ကလေးတွေကိုလည်းကျွန်တော်စမ်းကြည့်မယ်အဆင်ပြေတယ်ဆိုရင်တော့အဲဘုံလုံးရသွားပြီပေါ့နော်ကျွန်တော် ဆိုလာနဲ့တစ်ချက်အာသွင်းကြည့်မယ်ပေါ့နော်ဆိုလာနဲ့အာသွင်းတဲ့ခါမှဆိုရင်ဒီ TB 456ကက်ကလေးကလင်းမလင်းကိုလည်းကျွန်တော်တစ်ချက်ကြည့်ကြည့်ရမယ်ပေါ့နော် အဲ့တော့ဒီမှာကျန်တဲ့မီးအပြာလေးနေပေါ့နော် LED မီးအပြာလေးနေကျော်စမ်းကြည့်မယ်။မှာဆိုလို့ရှိရင်အဲမီးလေးထွက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီ TB 456မှာဒီအသွင်းအဲမီးအင်ဒီကေတာမီးတီးလေးပေါ့နော်ဒီကောင်လေးအနီရောင်လေးလင်းနေတယ်။ကျတို့အားပြည့်သွားပြီဆိုတော့ကျတို့အစိမ့်အစိမ့်ရောင်လေးလင်းလာမှာဖြစ်ပါတယ်နော်။ဒီမှာကျတို့တိုက်စီကောင်းလေးနဲ့လည်းတွင်းကြည့်မယ်။မှာဆိုလို့ရှိရင်လည်းအာဝင်နေပေါ့နော်။ မှာရှင်းပြပါရနော်အဲ့တော့ဒီကောင်ကိုမိထုံးကြည့်ရခါမှာဆိုလို့ရှိရင်အားလုံးရှင်းပြတယ်မာတမီနဲ့လည်းရှင်းပြတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးအားပေးခဲ့ကြတဲ့မိတ်ဆွေများအလုံးကိုကျေးဇူးထူးပဲတင်ရှိပါရနော်နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးဒီအိမ်မှရှိတဲ့ပေါ့နော်မိဒီအဟောင်းလေးတွေကိုပြင်ဆင်လို့ရမယ့်နည်းလမ်းလေးတွေလျှက်စစ်နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားအောင်ပါမယ်အလုံးကျေးဇူးတင်ပါတယ်